မြန်မာယူဆက်ခွန်အသင်းကဒါဒီကျွန်တော်တို့ရန်ကုန်မှာအရှင်ဖြစ်ကျင်းပနေတဲ့ဒီအာရှယူဆက်ခွန်ခြေစပွဲမှာတပ်ပွဲဇက်တိုက်နိုင်ထားတယ်ဟုတ်ကဲ့ဒါပေမဲ့ဖြစ်ချင်တော့2006နောက်ပိုင်းမှာတော့ကျွန်တော်ခြေစပွဲမအောင်ခဲ့ဘူး2026ရောက်ပြီ2020နောက်ပိုင်းကျတော့20လောက်ဖြစ်သွားပြီ20လောက်ကျွန်တော်ခြေစပွဲမအောင်ခဲ့တဲ့အခြေအနေကနေဒီနှစ်မှာခြေစပွဲများပြန်အောင်မလားကျွန်တော်တို့မြန်မာယူဆက်ခွန်အသင်းရဲ့ခြေစပွဲအောင်နိုင်မှုအခွင့်အလမ်းအခြေအနေတွေကလက်ကျန်ပွဲစဉ်နှစ်ပွဲမှာ ဆုံးဖြတ်ပေးလိမ့်မယ်။လက်ကျန်ပွဲစဉ်နှစ်ပွဲတည်းမှကိုမကျွန်တော်အမြင်ပြောရရင်လာမယ့်28ရက်နေ့အိုမန်နဲ့ပွဲနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကမြန်မာယူဆက်ခွန်အတင်းအတွက်အဓိကအဆုံးဖြတ်ဖြစ်လာမယ်လို့အကြံမြင်မြင်ပြီးပါ။အိုမန်အနေနဲ့ဂျားထဲမှာမြန်မာလည်းမဆိုင်ဟိုမတိုင်ခင်မှာသူတို့ကဒီဟိုကလည်းညီပေါ်နဲ့ကတားအောင်မယ်။မြန်မာအဲ့ချိန်မှာနားရရရတယ်။ဟုတ်ကဲ့။ဒီရက်ပြင်ဆင်ရရတယ်။ဒီအိုမန်ကတော့နှစ်ပွဲဆက်ကတားပြီးမှမြန်မာလည်းလာတွေ့ပါ။ပွဲစဉ်တွေကရေဆွဲရေဆွဲထားမှုအနေထားတော့ မြန်မာအသင်းအတွက်ကောင်းတယ်ပေါ့နော်ဒီ advantage ပေါ့ဒီအင်ရှင်ခွင့်ရရထားတဲ့